ကျမ်းမာတော်မူကြပါကခင်ဗျာယခုအချိန်မှာစတင်ပြီးဒီကနေ့မေလ22ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ AA ကစစ်တုံဘန်းများရဲ့စိတ်တန်ရာကိုကုစားပေးပြီးဖေးမှဆောင်းလျှောက်ပေးဟုခမရ943တရင်မှုရဲ့ဇနီးဖွင့်ဟခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ အရကတတ်တော်အေအေဟာစစ်တုံးဘန်းများရဲ့စိတ်တန်ရာကိုကုစားပေးတယ်လို့ထိမ့်သိမ်းထားတဲ့ကာလတလျှောက်လုံးစစ်တပ်မိသားစုဝင်တုံးဘန်းများအားလုံးရဲ့လူမှုရေးစာဝတ်နေရေးအစအစအရာရာဖေးမှဆုံးရှုံးခဲ့ကြတယ်လို့အေအေကပြန်လွတ်ပေးလိုက်တဲ့စစ်ကောင်စီတရင်မှုရဲ့ဇနီးဖြစ်သူဒေါ်မေသူဝင်းကပွင့်ဟပြောလိုက်ပါတယ်။မောင်တော်မျိုးတင်တိုက်ပွဲအတွင်းအေအေထံကိုလက်နက်ချခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့မိသားစုဝင်32ဦးကိုအေအေကမေလ19ရက်မှာပြန်လွတ်ပေးစဉ် ညောင်ဦးမျိုးအခြေဆိုင်ခမရ9လေးတုံညတရင်မှုရဲ့ဇနီးဒေါ်မီတူဝင်းကပြောခြင်းဖြစ်ပါတယ်။အေအေတက်တော်ရဲ့စစ်မေဆီယာမတွေကအတော်ရီအမတွေလိုကိုယ့်ရဲ့ညမအရွယ်ဆိုညမတွေလိုအမေအရွယ်ဆိုအမေတွေလိုကောင်းကောင်းမွန်မွန်ယနေ့အထိဆုံးရှုံးပေးခဲ့တဲ့အတွက်ကျမရဲ့မိသားစုဝင်တွေကိုစားကျေးဇူးအရန်တင်ပါတယ်လို့ပြောပါတယ်။ထို့ကဲ့သို့ပြောထားတဲ့ရုပ်တံကို Arcan Princess Media ကဂျမန်နဲ့မေလ20ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အေအေတပ်ဖွဲ့ဝင်များဟာစစ်တုံးပန်းများစိတ်တက်ကြနေခြင်းမှာအပေးခဲ့ကြပြီး အေအေတက်တော်ရဲ့အကြီးအကဲမှသည့်ရဲဘော်အဆင့်ထိအားလုံးကိုစစ်တုံမမေသားစုဝင်များကိုစားကျေးဇူးတင်တယ်လို့ဒေါ်မီတူဝင်းကပြောထားပါတယ်။ပြန်လွတ်ပေးခဲ့သူများကိုတဦးလင်ချက်သုံးသိန်းစီလမ်းစေးအဖြစ်ပေးလိုက်ပြီးလုံခြုံတဲ့နေရာအထိအေအေကပို့ပေးလိုက်တယ်လို့ Arakan Princess Media ကဖော်ပြထားပါတယ်။အေအေဟာမောင်တော်မျိုးကို2024ဒီဇင်ဘာလ10ရက်နေ့ကတင်ယူခဲ့ခြင်းဖြစ်ပါတယ်။ မောင်တော်မျိုးတိန်တိုက်ပွဲအတွင်းအမတ်15စစ်စင်ကြီးကိုကဲမှုဌာနချုပ်စက်ကခမှုဘုံမှုချုပ်တူရင်ထုံးကိုအေအေကအရှင်ဖမ်းမိခဲ့ပါတယ်။မောင်တော်မျိုးမှာနေကြားဆောင်တပ်ဖွဲ့ပွဲနခခငါအားတိုက်ခိုက်သိမ်းပတ်ယူစင်မှာလက်နက်မချဘဲထွက်ပြေးသွားတဲ့တပ်မနှင်းနဲ့တပ်မမှုဘုံမှုကြီးအောင်နေမျိုးကိုလည်းအေအေကအသိဖမ်းမိခဲ့ပါတယ်။ရွှေတုံးအချို့နဲ့ငွေကြေးများယူဆောင်ထွက်ပြေးစဉ်မိုင်းမိပြီးမောင်တော်မျိုးနဲ့ရွှေစားကပ်ပကောင်းချောင်းအနီးပဇွန်ကန်အတွက်အသိဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ အေအေဟာမြို့သိမ်းတိုက်ပွဲများအတွင်းဖမ်းမိတဲ့စစ်တုံးဘက်များစစ်တုံးဘက်မိသားစုဝင်များကိုဇက်တိုက်ပြန်လွတ်ပေးနေပြီးမေလ18ရက်နေ့ကလည်းဘူတီတောင်မြို့သိမ်းတနစ်ပြည့်ဖြစ်စစ်တုံးဘက်မိသားစုဝင်300ကျော်ကိုပြန်လွတ်ပေးပြီးလွတ်ငင်းခွင့်ပေးခဲ့ပါသေးတယ်ခင်ဗျာ။တမန်သိရှိရတဲ့သတင်းကတော့ဗမုံမာ KIA ကပြစ်ချခဲ့တဲ့အတွက်စစ်ရဟယင်တစီတိမှန်ပြက်ကျသွားတာကိုစစ်ချုပ်ရွံ့ရွံ့ပြက်ကျတယ်လို့စစ်ကောင်စီကလိန်လေသတင်းထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ အကျန်းဖက်စစ်ကောင်စီရဲ့စီးရဟရင်တစည်းဗမုံမြို့မှာပြက်ကျသွားကြောင်းစစ်ကောင်စီကယနေ့ညပိုင်းမှာဝန်ခံခဲ့ပေမဲ့ KIA ကပြစ်ချတော့ကိုဆက်ချို့ရွံ့ရပြက်ကျတယ်လို့လိမ့်နေတဲ့တင်းထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာယနေ့နေ့လယ်ပိုင်းဗမုံမြို့တွင်နေမြေအေးချမ်းရေးအတွက်ဆောင်ရွက်နေတဲ့ရှေ့တန်းစခန်းကိုထောက်ပို့ပစ္စည်းများတွားရောက်ပို့ဆောင်ပြီးပြန်လည်ထွက်ခွာလာစဉ်ဗမုံမြို့ရဲ့အနောက်တောင်ဘက်မီတာ14000ခန့်အကွာတွင် ရုတ်တရက်ဆက်ချို့ရွံ့ရပြက်ကျသွားကြောင်းရေးသားထားပါတယ် အမှန်တကယ်မှာတော့ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟယင်၃စီးကို KIA ပူးပေါင်းအဖွဲ့ကယမန်နေ့ကပစ်ချောက်ခဲ့ရမှာ၂စီးထိမှန်ပြတ်ကျသွားခဲ့ပြီးပြတ်ကျသွားတဲ့ရဟယင်တစ်စီးကိုရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာတွေ့ရှိခဲ့ရကြောင်းရင်ရဟရင်ပြက်နေရာကို KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီးရဟရင်အပြက်အစီးနဲ့လီယင်မှုကပတိန်မျိုးထက်အောင်ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့ကြောင်းသိရှိရပါတယ် ယမန်နေ့မွန်လယ်တနားရီကျော်အချိန်ဘမွန်စကခ21ကိုစစ်ကူလာပို့တဲ့စစ်ရဟတ်ရင်၃စီးကို KIA ပူးပေါင်းတပ်များကပစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပစ်ခတ်လိုက်နိုင်တဲ့ရဟတ်ရင်တစ်စီးမှာရွှေကူမြို့အေယာဝရီမြစ်အနောက်ဘက်ခြမ်း KIA တရင်ကနေမီလေးကိုပြက်ချသွားကြောင်းယင်းရဟတ်ရင်ပြက်နေရာကို KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားခဲ့ပြီးရဟတ်ရင်ပြက်နဲ့ရုပ်အလောင်းများကိုမှတ်တမ်းတင်တင်ထုတ်ပြန်နိုင်ခဲ့ပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ကောင်တာကစစ်ကောင်စီဝင်တဲ့အင်ယာစီးနှင်းခံရပြီး နန်စီဒီအမ်6ဦးပါ12ဦးဖမ်းဆီးခံရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းတောင်တာမြို့နယ်တောင်တာကြောပရောင်းလမ်းပေါ်ကစစ်ကောက်စီတပ်အထိုင်ဂိတ်နဲ့ဝင်တဲ့အင်အားစီးနှင်းတိုက်ခိုက်ခံရပြီးစစ်ကောက်စီလက်အောက်ခံနန်စီဒီအမ်ဝင်တန်း6ဦးအပါ12ဦးဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့နေဆက်သူထံကနေသိရှိရပါတယ်မေလ19ရက်နေ့မနက်၈နာရီခန့်မှစစ်ကောင်စီတပ်ဖွဲ့အင်အား30ကျော်ရှိတဲ့အထက်ပါစစ်စင်းကြီးဂိတ်နဲ့အမှန်ငါးရက်ကွက်မှရှိတဲ့ ဝန်ထမ်းပေါင်းစုံနေထိုင်တဲ့အင်အားကိုဒေသကာကွယ်ရေးအဖွဲ့တွေကကြပြိုင်တဲ့ဝင်ရောက်ပက်ခဲစီးနင်းခဲ့တယ်လို့ဆိုပါတယ်။ဆက်ကဆတောက်တိုင်ဝန်ထမ်းရန်နေရချီဖြစ်ရေးဆိုတဲ့စစ်စင်ရေးဆိုတော့ဝန်ထမ်းတွေအတော်များများဖမ်းမိခဲ့တယ်။မိကိုမိသားစုတွေပါလို့ပြန်လွတ်ဖို့တော့ရှိတယ်လို့တောင်တာပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နှိစက်တူတူကပြောပါတယ်။မင်္ဂလာဦးရက်ကစစ်စီးကိတ်တက်ခိုင်မှုမှာစစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့ပြီးဝန်ထမ်းအင်အားစီးနင်းမှုမှာစစ်ကောင်စီလက်အောက ညာရေးနဲ့မြေစရင်ဌာနဝန်ထမ်းအမျိုးသား9ဦးနဲ့အမျိုးသမီး2ဦး၎င်းတို့ရဲ့မိသားစုဝင်အမျိုးသား3ဦးအမျိုးသမီး2ဦးစုစုပေါင်း17ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ကြီးရွေတာကထွေအုပ်နဲ့လာဝကဝန်ထမ်းတွေကိုဒါပေမဲ့သူတို့ပါမလာဘဲနဲ့ပညာရေးနဲ့မြေစရင်ကပဲပါလာတာပါလာတဲ့ဝန်ထမ်းတွေရဲ့ယာတုကတော့စစ်စစ်ဆဲပဲလို့အထက်ပါကာကွယ်ရေးအဖွဲ့နဲ့နှိစက်သူကပြောပါတယ်။ဖမ်းဆီးထားတဲ့သူတွေနဲ့ဝန်ထမ်းမိသားစုတွေကိုတတ်မှတ်ကာလရောက်ရှိပါကပြန်လည်ပေးတော့မှာဖြစ်ပြီး နန်စီဒီအမ်တွေကိုတော့သက်ဆိုင်ရာအစစ်အစင်တင်ပြပြီးဝင်ကြီးဌာနရဲ့ညွန်ကြားချက်အတိုင်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။မြင့်ကျန်ခရိုင်အစစ်စစ်စင်ရေးပေါ်ဆောင်မှုအနေနဲ့မေလ15ရက်နေ့မှာစတင်ကတောင်တာမြို့နယ်အတွင်းနေရ9ခုခန့်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲနဲ့စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ထုတ်ပြန်လာတာမရှိသေးပါဘူးခင်ဗျာ။နောက်ဆုံးပြင်ဆက်ပေးချင်တာကတော့ KIA ကအသုံးပြုနေတဲ့လေရင်ပစ်လက်နက်ဟာပြည်သူတွေလှူဒန်းထားတဲ့ငွေနဲ့ဝယ်တာလားဆိုတဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ပြည်ကနေလကစပြီးဗမုံမျိုးသိမ်းတိုက်ပွဲပြင်းထန်လာပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟာဒီတော်လန်ရင်းမှာတိတ်ကိုညီအကိုပီတာတဲ့တပ်မတော်လို့တုံးသက်ခြင်းပါတယ်။မျိုးတော်လန်ရင်းစပြီးလက်နက်ကင်တော်လန်မယ်ဆိုတဲ့အချိန်ကစလို့မြေပြင်ကလူငယ်တွေဟာကချင်လွတ်မြောက်ရေးတပ်မတော်စီကိုအများဆုံးရောက်လာကြပါတယ်။စီကျောင်းသားတက္ကသိုလ်ကျောင်းသား CDM ဝန်တန်းနဲ့အလောက်အကန့်အမျိုးမျိုးလုပ်ကိုင်နေကြတဲ့မြေပြန့်ကလူငယ်အများစုဟာ KIA ထံမှစစ်ပညာသင်ယူကြပါတယ်။ကချင်လူမျိုးရေးတမတော်ကလည်းကျောပိုးအိတ်တလုံးနဲ့ရောက်လာတဲ့မြေပြန့်ကလူငယ်တွေကိုနေစရာစားစရာစီစဉ်ပေးပြီးစစ်ပညာပါသင်ပေးခဲ့ပါတယ်။ကိုင်းကျွန်းမီကျွန်းကိုင်းမီဆိုသလိုဘိုးအရင်ကတည်းကလက်နက်ကင်တော်လန်နေတဲ့ KIA ဟာမြေပြန့်ကလူငယ်တွေရောက်လာလို့ပူပြီးအင်အားတောင့်တင်းလာသလိုစစ်အာဏာဝါဒကိုအမျက်နှုတ်လို့တဲ့ မြန်မာလူငယ်တွေဟာလည်း KIA ရဲ့လူထွေးကျင်နာတဲ့ဆောင်းရှောက်မှုအောက်မှာတော်လန်ရင်အတွက်အင်အားတရက်ဖြစ်ခဲ့ကြပါတယ်။မနေ့ကတော့ဗမော်မျိုးသိမ်းတိုက်ပွဲအတွက်စစ်ကူလာတဲ့ရဟရဲ့နှက်စည်းကို KIA ကပစ်ချလိုက်နိုင်ခဲ့ပါတယ်။ရဟရဲ့တစည်းကလေထဲမှာတဲ့မီးလောင်ကျွမ်းပြီးပျက်စီးသွားတယ်။နောက်တစည်းကတော့မီးလောင်ပြီးရွှေကူလေရင်ကွင်းမှာမီးကိုတလူလူနဲ့ဆင်းသက်သွားပါတယ်။လက်နက်မတီးတဲ့သုံးစည်းမြောက်တစည်းကတော့မြေကြီးနားလေရင်ကွင်းမှာဆင်းသက်ခဲ့ပါတယ်။ KIA ပစ်ချလိုက်တဲ့ရဟရဲ့နှက်စည်းဟာပထမအဦးဆုံးအခြေမဟုတ်ပါဘူး။ မြန်မာစစ်တပ်ကပုံလာကျဲတဲ့ရဟတ်ရင်နဲ့လင်းရင်တွေအထိပါပစ်ချပိုးပါတယ်။ဆိုတော့မေးချင်တာလေးတစ်ခုလောက်မေးပါရစေ။ KIA အသုံးပြုနေတဲ့လင်းရင်ပစ်လက်နက်ဟာလင်းရင်ပစ်လက်နက်ဝယ်ဖို့အလှခံထားတဲ့ငွေနဲ့ဝယ်တာလား။ KIA ဟာသူ့ဟာသူ့လင်းရင်ပစ်လက်နက်ရအောင်စွမ်းဆောင်ခဲ့တာလား။ဖြေကြည့်ပါနော်။လက်နက်ကင်တော်လိုင်းအစမှလင်းရင်ပစ်လက်နက်တွေဝယ်ဖို့အလှခံခဲ့တာဒေါ်လာတန်းချီပြီးရခဲ့တယ်။သို့ပေမဲ့ ီနေ့အထိကချင်တော်လန်ကြီးတက်မတော်ကလွဲပြီးဘယ်အဖွဲမှလေရင်ပြစ်လက်နဲ့ရှိတာမတွေ့ရသေးလို့ပါ။ဒါကြောင့်လည်းမြေပြန့်ဒေသတွေနဲ့ရှမ်း၊ကရင်၊ကယား၊ရခိုင်၊ချင်းပြည်နယ်၊မကွေးနယ်စကိုင်းတိုင်းဒေသတွေမှာမြန်မာစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေနဲ့အထိရဲနေတာပါ။ဆိုတော့အလူခံတဲ့ခေါင်းစဉ်ကိုကြည့်ပြီးမရှိမဲရှိမဲနဲ့လှူဒန်းနေတဲ့ပြည်သူတွေရဲ့ချွေးနှဲစွာကိုအတိအမှတ်ပြုတ်တဲ့အနေနဲ့လေရင်ပြစ်လက်နက်ဟာဘယ်အဖွဲ့ကိုပို့လိုက်တဲ့သို့မဟုတ်လေရင်ပြစ်လက်နက်ဝယ်ဖို့အခက်အခဲရှိပြီး အစင်မပြေလို့အချားနေရာမှာတုံးလိုက်တယ်ဆိုရင်လေကျွန်တော်တို့ခေါင်းဆောင်တွေအနေနဲ့ပြည်သူကိုအတိပေးတင်ပါတယ်တကယ်လို့လေရင်ပြည့်လက်နက်ဝင်နိုင်ခဲ့ပြီး KIA ကိုပေးအပ်ထားတယ်ဆိုရင်လေပြည်သူတွေအနေနဲ့ဒီတော်လန်ရေးမှာစစ်ပညာသင်ပေးရုံမကပဲစားဖို့နေဖို့ပါတာဝန်ယူပေးထားတဲ့ KIA ကိုပေးလို့ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးကြမှာပါဒီကနေ့ကချင်ပြည်နယ်ထဲမှာတနိုင်းဒေသမှာစစ်ကောင်စီကရွာတွေကိုဘုံကျဲတိုက်ခိုက်လို့ရွာလုံးကျွတ်ထွက်ပြေးတင်းလျှောက်ပြီးဒုက္ခများနေတဲ့အချိန်မှာ မြေပြင်သားအချို့ကတော့ KDB မာဆက်စင်တင်တေဂီတာနဲ့ဟိုင်းဂန်တွေမှာပျော်ရွှင်နေကြပါတယ်အချို့ပါကရင်ကရကချင်နဲ့ရှမ်းဒေသတွေမှာဟိုအရင်ကတည်းကစစ်ဘေးတံမကြာခဏခံခဲ့ကြရတယ်လို့ဒီနေ့အထိလည်းစစ်ဘေးတံကိုအလူအလင်ခံနေကြရပါတယ်တိုင်းရင်းသားဒေသအချို့ရဲ့စစ်ဘေးတံကိုဟိုအရင်ကမသိခဲ့ကြပေမဲ့နေဦးတော်လည်းအချိန်မှာတော့သခိုင်းနဲ့မကွေးတိုင်းဟာအာနာတိန်စစ်တပ်ရဲ့စစ်ရာဇဝဲမှုကျူးလွန်ခြင်းတွေကိုခါခါတိတိယင်ဆိုင်နေကြရပါပြီ။ အာနာသိန်းစစ်တပ်ဟာမြေပြင်တိုက်ပွဲတွေမှာနေမြေဆုံးရှုံးလာတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုကိုအားကိုးလာပါတယ်။စီရီအခြေအနေတွေကိုအကျွမ်းတဝင်မရှိတဲ့တော်လန်ရေးပြည်သူတွေဟာအာနာသိန်းစင်စစ်တပ်ကလေကြောင်းကနေအသာစီးယူနိုက်တယ်ဆိုတာကိုသိခဲ့ကြပါတယ်။ဒါကြောင့်လဲလေရင်ပြစ်လက်နဲ့ဝဲဖို့ငွေရှာတဲ့အချိန်မှာရှိစုမဲစုလေးတွေကိုလှူဒန်းကြသူတွေများစွာရှိခဲ့ပါတယ်။သူတို့လှူခဲ့တဲ့လေရင်ပြစ်လက်နဲ့ဝဲဖို့ရှိစုမဲစုငွေလေးတွေဟာ KIA အတွက်ပေးအပ်ထားတယ်ဆိုရင်တော့အတိုင်းမသိပျော်ရွှင်ကြမှာပါ။ အဲ့လိုမဟုတ်ပဲ KIA ဟာကိုအားကိုကိုးပြီးလေရင်ပြစ်လက်နက်ဝယ်ခဲ့ရတဲ့ဆိုရင်တော့ကျွန်တော်တို့ခေါင်းဆောင်တွေအနေနဲ့လေရင်ပြစ်လက်နက်တွေဝယ်ဖို့ခက်ခဲနေသေးလို့ဆိုတာပပလေးတော့အတိပေးစီခြင်းတည်းလို့အတိပေးသုံးသပ်လိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတွေများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြပ်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ